။နိုင်ငံအကြောင်းပြပြီးဆေအိုစုနဲ့အနီးကပ်ဆက်ဆံလာတဲ့ကုလသမဂ္ဂအကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူနီဘီရှော့ကဒီရက်ပိုင်းမြန်မာနိုင်ငံကိုလာရောက်ပြီးအာနာသိန်းစစ်ဘိုလ်ချုပ်တီတွေ့ဆုံဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူနီဘီရှော့ကမြန်မာနိုင်ငံကိုငြိမ်းချမ်းရေးနဲ့ဆွေးနွေးညှိနှိုင်းမှုတွေအတွက်မြန်မာနိုင်ငံကိုလာရောက်တာဖြစ်ပြီးအာနာသိန်းစစ်တပ်ကဗိုလ်ချုပ်တီနဲ့တွေ့ဆုံဖို့ရှိတယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဇူလီပီရှော့ရဲ့ခီးစင်မတန်ခင်အပီလာ6ရက်နေ့ကပဲကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုနဲ့အရေးပေါ်ကိစ္စရေးဆိုင်ရာညှိနှိုင်းရေးမှူး UNOCHR ရဲ့အကြီးအကဲဖြစ်သူဒွန်ဖလက်ချာကစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီနောက်ပိုင်းမှာလည်းကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကဦးတန်းစွေနဲ့ဤပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာလူထောင်ပေါင်းများစွာအသိဆုံးခဲ့တဲ့ငလင်လောက်ခတ်မှုအပြင်ကုလသမဂ္ဂတာဝန်ရှိသူတွေကမြန်မာစစ်တပ်ရဲ့အာဏာသိမ်းကြိုးပမ်းမှုလေးနှစ်တာကာလအတွင်းစစ်အုပ်စုနဲ့အနီးကပ်ဆုံးဆက်ဆံရေးထူထောင်လာတာဖြစ်ပါတယ်။ဒီနေ့မြန်မာနိုင်ငံကိုလာရောက်ပြီးစစ်ဘုတ်ချုပ်တွေနဲ့တွေ့ဆုံမယ်လို့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကတရုတ်နိုင်ငံပိုင်တပ်တူတူဖော်ရေးကော်ပိုရေးရှင်းနဲ့မှအကြံပေးဖြစ်ပါဝင်နေတာကြောင့်မြန်မာအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Justice for Myanmar ကထောက်ပြပါဗျာ။ ဂျူလီပီရှော့ကမြန်မာနိုင်ငံရေးမှာအကျိုးစီးပွားပဋိပက္ခတွေရှိတယ်လို့ Justice for Myanmar ကပြောဆိုထားပါတယ်မြန်မာနိုင်ငံအတွင်းစီးပွားရေးလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ဂျူလီပီရှော့ရဲ့စီးပွားရေးဆက်နွယ်မှုတွေကိုကုလထွေထွေအတွင်းရေးမှူးချုပ်ကစုံစမ်းစစ်ဆေးမှုတရံလှုပ်ဆောင်ပေးဖို့မြန်မာအရက်ဖက်ဖွဲ့စည်းတွေကိုတိုက်တွန်းစာတစ်စောင်နဲ့ပြဖို့ထားတာဖြစ်ပါတယ်။အခုလောမြန်မာနိုင်ငံမှာသခိုင်းငလင်ဖေးကြောင့်ပြည်သူများပြားတင်ဆောင်ပြီးဒုက္ခတိဖြစ်နေချိန်မှာဂျူလီပီရှော့ရဲ့ကိုဂျိုးစီးပွားပဋိပက္ခတွေကိုကုလအနေနဲ့မဖြေရှင်းနိုင်ပြီးပဲစစ်ဘိုလ်ချုပ်တွေနဲ့ ငင်းချင်းစကားပြောဖို့တွေးဆစေခြင်းဟာစေအုပ်စုကလွယ်လို့မြန်မာဖိနစ်ကန်လူလူအတွက်အကျိုးမရှိတဲ့လုပ်ရတာဖြစ်ပါတယ်။အလားတူဂျူနီဘီရှော့မတိုင်ခင်မြန်မာနိုင်ငံလာရောက်တဲ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုနဲ့ရေးပေါ်ကင်စင်းဆိုင်ရာညှိနှိုင်းမှုကငလင်ပေးတင်ပြည်သူတွေအတွက်နိုင်ငံတကာကလူဒန်းထားတဲ့ဒေါ်လာ63တန်းနဲ့ကုလသမဂ္ဂရဲ့အရေးပေါ်ရန်ပုံငွေဒေါ်လာ5တန်းကိုစိုက်ထည့်ပြီးမြန်မာငလင်ပေးမှာအသုံးပြုမယ်လို့စစ်ကောင်စီကိုကတိပြုသွားပါတယ်။ ငလင်းထံကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုတုံ့ပြန်ဆောင်ရွက်ဖို့စစ်ကောင်စီနဲ့ကုလသမဂ္ဂကြားပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့လဲဆွေးနွေးခဲ့တယ်လို့ John Fletcher နဲ့စစ်ကောင်စီနိုင်ငံသားဝင်ကြီးလို့ရဲ့တွေးဆောင်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ချက်နိုင်ငံပရာဟာမျိုးအခြေစိုက်တဲ့နိုင်ငံအထူးတင်သည့် Ego Slavic ကတော့ Don Fletcher ရဲ့စစ်ကောင်စီနဲ့တွေ့ဆုံခဲ့ခီးစဉ်ပေါ်အခုလိုမှတ်ချက်ပေးထားပါရယ် လူသားချင်းစာနာထောက်ထားမှုရင်းရနဲ့အရေးပေါ်ကင်းစင်ညှိနှိုင်းရေးမှုလက်ထောက်အထွေထွေအတွင်ရင်မှုအတူကျုပ်ဆိုရရင် ကုလသမဂ္ဂအကူအညီပေးရင်အကြီးအကဲတယောက်ဟာတန်းဆွေနဲ့ဆင့်အာနာရှင်လက်ပါစီနေနဲ့တွဲရိုက်ထားတဲ့ပုံကိုစစ်အာနာရှင်ဝါရဖြန့်ချီမီဒီယာတွေရှိမှမြင်ရတာကဘာအကြောင်းမှမသိသူတွေအတွက်ထိခိုက်နာကျင်ရပါတယ်လို့ဤကောကဆိုပါတယ်။ ဒေါ်ဖလာဇာဟာငလင်ပိတ်တင်ပြီးအသက်ဝင်ပစ္စည်းဥစ္စာတွေဆုံးရှုံးရမှုအတွက်တမနစ်ငိန်တမှုကိုစစ်ကောင်စီလက်ပါစီတွင်နေတူတူဝန်းနေကြောင်းပြသခဲ့တယ်လို့လည်း Ecovla Civic ကသူ့ရဲ့လူမှုကွန်ရက်မှာရှင်းသားထားပါတယ်အခုနေရာမှာရင့်နေကြတဲ့စင်အာနာရှင်လက်ပါစီရရှိသူတွေကမီးမတွက်နိုင်တဲ့ရက်ဆက်ကြမ်းကြုံမှုတွေဆင်ရွှင်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ရှိနေကြသူတွေဖြစ်တဲ့မြန်မာပြည်သူပြည်သားတွေကသူတို့ကိုလူသက်သမားတွေအကြမ်းဖက်သမားတွေဖြစ်ရှုမြင်နေကြတာဖြစ်တယ်လို့ဤဘောကဆိုပါတယ် ကုလသမဂ္ဂရဲ့လူသားချင်းစာနာထောက်ထားမှုရေးရနဲ့အရေးပေါ်ကင်ဆင်းဆိုင်ရာညီနိုင်ရေးမှုတရားဝင်နေမြန်မာနိုင်ငံသားတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေဆုံးရှုံးမှုတွေကိုဝန်းနေကြအတိမတ်ပြုပြသနိုင်ဖို့အတွက်အခုထက်ပုံမကောင်းမွန်တဲ့မြန်မာပြည်သူတွေရဲ့ကိုစားပြုသူတွေကိုရွေးချယ်တင်တယ်လို့ဥက္ကောကထောက်ပြပါရယ်စစ်ကောင်စီက UNOC ရဲ့အကြီးအကဲဖြစ်သူတွန်ဖလက်ချာနဲ့တွေ့ဆုံခဲ့တဲ့အေဒီလာ6ရက်နေ့မှာပဲစစ်ကောင်စီကကုလသမဂ္ဂနဲ့သက်ဆိုင်တဲ့ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ထားပါရယ် ဒါကတော့ကုလလန်အောက်ခံအဖွဲ့အစည်းအဝေးအနေနဲ့မြမအရှိကိစ္စမှာနိုင်ငံရေးစကားမပြောငလင်ဘေးတွေအတွက်သာတိတိယောက်ယောက်အကူအညီပေးဆိုတဲ့သဘောမျိုးတတ်တမန်ဆန်ဆန်ရှိသားထားတဲ့အစားပါမြန်မာနိုင်ငံရဲ့တဘာဝဘေးတုံ့ပြန်ရေးကြိုးပမ်းဆောင်ရွက်ချက်တွေကိုကုညီပံ့ပိုးဖို့နဲ့ပြည်သူတွေနဲ့တသားတည်းရှိဖို့ကုလသမဂ္ဂကိုတိုက်တွန်းကြောင်းစစ်ကောင်စီရဲ့နိုင်ငံတိုင်းဝန်ကြီးဌာနကထားတာဖြစ်ပါတယ်စစ်ကောင်စီဟာရခိုင်ကကုလသမဂ္ဂတာဝန်ရှိသူတွေကိုမြန်မာနိုင်ငံဝင်ရောက်ခွင့်အကြိမ်ကြိမ်ပယ်ချခဲ့တာပါအခုကြီးညာချက်ထုတ်ပြန်ပြီးဝင်ခွင့်ပေးတာကလက်ရှိငလင်ကေဆေးမှာ စစ်အုပ်စုထွက်ပေါက်ရရှိရေးတခုသာဖြစ်ပြီးလေးနှစ်တာဖြစ်ပွားနေတဲ့နိုင်ငံပြည်ထနာတွေကိုဖြည့်ရှင်းလိုတဲ့စိတ်ပိုင်းဖြတ်ချက်ရှိမနေဘူးဆိုတာပေါ်လွင်နေပါတယ်စစ်အုပ်စုရဲ့ထုတ်ပြန်ချက်တဲမှာတဘာဝဘီနဲ့ကြုံတွေ့နေရချိန်မှာမြန်မာနိုင်ငံအနေနဲ့တချို့နိုင်ငံတွေရဲ့အကြမ်းထက်နေတဲ့ပြစ်တင်ဝေဖန်မှုတွေကိုဆက်လက်ရင်ဆိုင်နေရတာဟာဝန်နည်းစရာလို့ရှိတာချခဲ့တဲ့ပြင်ဝင်တုတ်ဝင်ဖို့ဖြစ်စေတဲ့နိုင်ငံရေးသွတ်သွင်းတဲ့ဆုံးဖြတ်ချက်အစိုးကိုအလိုမရှိဘူးဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ် ဖေဖော်ဝါရီ24ရက်ကစပြီးအီဗီလာလင်းရဲ့နေတီကျင်းပပြုလုပ်တဲ့58ချိန်များကုလသမဂ္ဂလူခွင့်ရေးကောင်စီမှမြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာထူးခုစလဲတွင်ထူးတင်သွင်းခဲ့တဲ့အစီရင်ခံစာကိုကန့်ကွက်ကြောင်းလဲစစ်ကောင်စီနိုင်ငံကြီးဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်တင်သွင်းခဲ့တဲ့အပြည့်အလတ်ဆွေးနွေးမှုတွေဟာအနှစ်သာရကင်းမဲ့တဲ့ဆွေးနွေးမှုတွေလို့လည်းစစ်ကောက်စီနိုင်ငံကြီးဝန်ကြီးရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါရတယ်။ ဒီလိုတွေထုတ်ပြန်ထားတဲ့အခြေအနေမှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူနီဘီရှော့ကအာနာသိန်းစစ်ဘိုလ်ချုပ်တွင်ငလင်ကေစိန်နဲ့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးဖို့လာရောက်မယ်လို့ဆိုနေပြန်ပါတယ်။ကုလသမဂ္ဂရဲ့ငလင်အကြောင်းပြပြီးစင်အုပ်စုကိုနားချဖို့ကြိုးပမ်းမှုတွေကမြန်မာပြည်သူတွေအနှစ်နဲ့အလားလားခံစားနေရတဲ့ဘေးဒုက္ခတွေကိုဖေးမှကူညီရမရောက်ပဲမင်းရောက်လိုက်ဦးဆောင်တဲ့ဆင်ရဆွေခိုင်းကိုအင်အားဖြည့်တင်ပြီးတဲ့အခြေအနေဖြစ်တာဆက်ရောက်သွားပါလိမ့်မယ်။ ဆင်ရဆွေးမှုပါများစွာကျူးလွန်ပြီးလက်ရည်နေတဲ့တာသက်သမားကိုကုလသမဂ္ဂအနေနဲ့နာချတိုက်တွန်းရေးလမ်းစဉ်ကအလုံးမဖြစ်တာကိုလွန်ခဲ့တဲ့ဆယ်စုနှစ်ပါများစွာမှာမျက်မြင်တွေ့ရှိခဲ့ရပြီဖြစ်ပါတယ်။ဒါကြောင့်ကုလသမဂ္ဂအနေနဲ့မြန်မာဆေးအုပ်စုကိုကုလသမဂ္ဂရဲ့ဆင်ရဆွေးမှုဆိုင်ရာတရားရုံးတွေနဲ့ဥပဒေအကြောင်းအရခုံရုံးတင်ရင်လမ်းကြောင်းမှာတပါအခြားမရှိတာကိုရှင်းရှင်းလင်းလင်းသိမြင်ဖို့လိုအပ်နေပါပြီလို့ရှင်းသားထားပါတယ်။ ဆက်လက်ပြီးအင်းစိန်မျိုးနဲ့ကာကြီးအပေါင်းခါဝင်ရပ်ဘွက်မှာလူငယ်များစစ်မှုထမ်းမလားဒါမှမဟုတ်ငွေပေးပြီးလူစားထိုးမလားဆိုတာတိုင်ရင်တောင်းရင်ငွေကြက်9000ရက်ကွက်အုပ်ချုပ်ရေးဖွဲ့ကလှဆင်ကောက်ခံနေကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ကာကြီးပေါင်းခါခွင်ရက်ကွက်မှာလူငယ်များကိုစစ်မှုထမ်းမလားဒါမှမဟုတ်ငွေပေးပြီးလူစားထိုးမလားလို့ဆိုပြီးတိုင်အောင်လင်းငွေကျပ်9000ရက်ကွက်အုပ်ချုပ်ရေးဖွဲ့ကလာဆင်ကောက်ခံလျက်ရှိကြောင်းအဆိုပါရက်ကွက်နေပြည်သူတွေကပြောပါရယ်အေဒီလာ6ရက်နေ့မှာအင်းစိန်မြို့နယ်ကာကြီးခါခွင်ရက်ကွက်မှာစစ်မှုတန်းဆိုင်ရာအစီဝေး တရက်ဆင့်ခေါ်ပြီးအခုနောက်တွင်ဖွင့်လှစ်တဲ့စစ်မှုထမ်းပတ်စင်စနစ်အတွက်လူငယ်များရွေးချယ်ဖို့မင်းနိုင်မင်းဖောက်တဲ့စနစ်ကိုအသုံးပြုမှာလားဒါမှမဟုတ်ငွေစုပြီးလူစားထိုးတဲ့စနစ်ကိုအသုံးပြုမှာလားလို့အုပ်ချုပ်ရေးမှူးကမေးလာကြောင်းတကယ်လို့လူစားထိုးတဲ့စနစ်ကိုအသုံးပြုမယ်ဆိုရင်ငွေကြေးထည့်ဝင်ရမယ်လို့ပြောဆိုကြောင်းသိရပါတယ်။အဲဒီနောက်ကကြီးခါခွေရက်ွယ်အုပ်ချုပ်ရေးအဖွဲ့ကဤပြလ9ရက်နေ့မှာအိမ်နောက်ဆုံးတစုလင်းငွေ15000ကောက်ခံလာကြောင်းအခြားသောလမ်းများမှာစစ်မှုထမ်းခြင်းအဖြစ်တလလင်းအိမ်နောက်ဆုံးတစုငွေ7000ခွဲမှ2000ဝန်းကျင်သာကောက်ခံတော်လဲကကြီးခါခွေရက်ွယ်အုပ်ချုပ်ရေး အဖွဲ့ကအိမ်နောက်စုတစုလင်ငွေကျပ်9000တိကောက်ခံလာခြင်းဖြစ်ကြောင်းသိရပါတယ်။အစည်းအဝေးမှာလူငယ်တွေကိုမဲနိုင်စနစ်သုံးမလားအစားထိုးဖို့လူထည့်မလားစပြောပါတယ်။ပြည်သူတချို့ကလည်းသူတို့သားသမီးကိုသားသမီးမဲနိုင်လို့ပေါက်သွားရင်စိတ်မကောင်းဖြစ်ကြမယ်။ရှေ့ပတ်စဉ်တခြားလမ်းတွေမှာအုပ်ချုပ်ရေးမှုအစီအစဉ်နဲ့လူစားထိုးလို့ရတယ်ဆိုတော့လူစားထိုးမယ်ပြောတာပေါ့။အဲ့ဒီမှာအုပ်ကြီးကလည်းလူရှာဆိုသူတို့ရှာပေးပါမယ်အစားထိုးဖို့အတွက်ငွေသူမကောက်ပါဘူးမကင်ပါဘူး။ရမီရဖတွေကပဲလုတ်ပါဆိုပြီးအေဒီလာကိုရဲ့ညီမတအိမ်ဝ9000ထည့်ဖို့လိုက်ကောက်တယ်။9000ဆိုတဲ့ပမာဏကများတော့မှာတယ်။တခြားလမ်းတွေ တသားခွဲ့2000ထင်ရတာကိုမထင်ကိုရင်ပြဿနာရှာမှာစုံးလို့ထင်လိုက်ရတယ်လို့ပြောပါတယ်။လက်တလောအင်းစိန်မူနယ်မှာလူငယ်များကိုညာပိုင်းအုပ်ချုပ်ရေးဖွဲ့နဲ့ရဲဖွဲ့တွေကပေါ်တာဆွဲဖမ်းဆီးမှုတွေအဲ့စင်းစစ်ဆေးမှုတွေနဲ့စစ်မှုထံပိုးဆင့်ခေါ်မှုတွေများပြားနိုင်ကြောင်းအင်းစိန်မူနယ်မှာပြည်သူများကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။